အားလုံးကိုယ်ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီကနေ့ကဆုံလာပြီဗုဒ္ဓနေ့ပေါ့ကဆုံလာပြီဗုဒ္ဓနေ့လို့ဘာလို့ခေါ်ကြလဲဆိုတော့မြတ်စွာဘုရားရှင်ရဲ့ဘဝဖြစ်တော်စဉ်တွေနဲ့ဒီကဆုံလာပြီနေရာဆက်ဆက်နေတယ်ပေါ့လေဒါကြောင့်မလို့ဥစဉ်ဗုဒ္ဓဘာသာတွေမှာအထွတ်အမြတ်နေရုနည်းမြတ်တစ်ခုအနေနဲ့ကဆုံလာပြီဗုဒ္ဓနေ့ဆိုပြီးတော့ တမခဲကြတာဖွာဝင်ဟောစံဒါအများသိတဲ့အစွန်လာပြပေါ်တာနေနောက်တစ်ခုထည့်မယ်ဆိုလို့ရှိရင်ဗျာဒိတ်ခန္ဓာရောထည့်ရင်ဗျာဒိတ်ခံဖွာပွင့်ဟောစံဆိုပြီးတော့ဦးဇင်းတို့အဲ့ဒါလိုမှတ်သားလို့ရတယ်ဒါဟုတ်ပါရှေ့ဆရာတော်ကြီးတွေကဗျာဒိတ်ခံဖွာမြင်လက်ပါလို့ဖျားဖြစ်နေဘူးစံဆိုဒီလိုကြပြားလေးထားတယ်ဗျာဒိတ်ခံတဲ့ ။ဦးဇင်းတော်မြတ်စွာဘုရားအလောင်းတော်သူမေတ္တာရှင်အသေးဟာဒီပင်ငရာမြတ်စွာဘုရားရဲ့ခြေတော်ရင်းမှာဘုရားအဖြစ်ရယူဖို့ဘုရားစုပန်တဲ့အခါဘုရားဖြစ်ပါလိမ့်မယ်လို့ဒီပင်ငရာမြတ်စွာဘုရားရှင်ပေါ်တော်မြတ်ထံကနေပြီးတော့ကြားတဲ့ရှားတဲ့နေ့ကလည်းဒီကဆုံလာပြီးနေ့ပဲဖြစ်တယ်။ဒါကြောင့်ကြားတဲ့ခံတဲ့နေ့လို့ဒါလို့လည်းမှတ်သားကြဖို့နောက်တစ်ခုကဖွားမြင်တဲ့ ဖရာအလောင်းတော်တရဒမင်းသားဟာဖွားမြင်တော်မူတဲ့အခါမှာလည်းပဲဒီကဆုံလာပြင်းနေမှာဖွားတယ်။ဟောနောက်တောထပြဒုက္ခရစရိယချင်း၆နှစ်ကြာပြီးတော့ဖရာရှင်အဖြစ်ကိုရောက်တော်လဲဒီကဆုံလာပြင်းနေမှာပဲမဟာဘောဓိမန္တန်ဖရာဖြစ်တော်မူရာမဟာဘောဓိပင်ရဲ့အောက်မှာတေပင်ညူတာရွှေညံတော်ကိုရရှိပြီးဖရာဖြစ်ကိုရောက်တော်မူတယ် ဒါဝဲဖွာတယ်ပွင့်တယ်ပွင့်တယ်ဘုရားပွင့်တယ်ဘုရားဖြစ်ကိုရောက်တယ်လို့ဒီလိုမျိုး အမှတ်သားပြုခဲ့ကြတယ်ပေါ့နောက်ဝိဖွာတော်မူတာရဲ့ဘုရားဖြစ်တာရဲ့ဒီမကောင်ပရိနိဗ္ဗာန်ဆံလုံးတော်မူတဲ့အခါမှာလည်းဦးဇင်းတို့ပြဆိုဘုရားကဒီကဆုံလာပြင်းနေမှာပဲပရိနိဗ္ဗာန်ဆံလုံးတော်မူတယ်ပေါ့ဒါမှမဟုတ်ဦးဇင်းတို့ရှေ့ဆရာတော်ကြီးတွေက ဒါနာရဏိကိုသတ်မှတ်တဲ့အခါမှာဒီဘုရားရှင်ပြိဋိဘံစံနဲ့နှစ်ကနေစပြီးတော့သတ်မှတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကဆုံလာပြီနေ့ဆိုရင်ဒါဦးဇင်းတို့သာသနာတော်နှစ်ကကူးတာပဲနော်လူငရတာတရိထားကြပေါ့အများစုကဦးဇင်းတို့ခရစ်နှစ်နှစ်တကူကိုလည်းအများသိကြတယ်နိုင်ငံကနှစ်တကူဆိုပြီးတော့ဟလာဇန်နဝါရီလတည့်ရဒါနှစ်ပြောင်းသွားတာလေဘုရားကဒီဇင်ဘာနှစ်ကုန်ပေါ့ အဲမြန်မာနှစ်တကူဆိုရင်လက်တိကြတာများပါတယ်မြန်မာနှစ်တကူဆိုလို့ရှိရင်လက်တာတချမ်းရှိနေတော့ဒေသနာတော်နှစ်တကူကိုအသိမတိကြဘူးပေါ့နော်ဒေသနာတော်နှစ်တကူဆိုတာကဒီကဆုံလာပြည်နေမှာပဲတတ်မှတ်ထားတာဘုရားရှင်ဗြဟ္မဏိဗ္ဗာန်စာနာနှစ်ကနေစပြီးတော့ဟလာဆယ်တော်တန်ဃာတော်အရှင်မြတ်တွေတတ်မှတ်ပြီးတော့စတင်ရေတွက်ပြီးတော့လာခဲ့တဲ့ဒေသနာတော်နှစ်ဟာဒါဒီကနေ့ဆိုလို့ရှိရင် ဒီကနေ့ကဆုံးလာပြည့်နေဆိုလို့ရှင်2568ခုနှစ်မနက်ပိုင်းကဆုံးလာပြည့်ကြတရနေဆိုင်2569နှစ်ကိုရောက်မှာပေါ့အဲ့တော့သာသနာတော်နဲ့တစ်နှစ်ပြောင်းတဲ့နေ့လည်းဖြစ်တယ်လို့ဗုဒ္ဓဘုရားရှင်ကိုယ်တော်မြတ်ရဲ့ဘဝနဲ့ဆက်ဆက်နေတဲ့ဘဝဖြစ်တော်စဉ်နဲ့ဆက်နွယ်နေတဲ့နေ့တစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗုဒ္ဓဘာသာဝင်တွေအားလုံးအလင်းအမြတ်ထားတဲ့နေ့တစ်နေ့လည်းဖြစ်တယ် ဒီနေ့ဟာဘုရားဖြစ်တော်မူရာမဟာဘောဓိပင်ကိုဘုရားရှင်ကအာယုံပြုပြီးတော့ညောင်ရီသွန်းလောင်းရာနေလည်းဖြစ်တယ်။ညောင်မင်းဆိုတော့လည်းဦးဇင်းတို့တဘာဝအပြင်ကဒီကဆုံလာဆိုတာအမတန်ရာဇဝတ္ထုပူရင်းနဲ့ရက်ပဲလေ။ရာဇဝတ္ထုအချိန်ခါမျိုးပဲသူကမိုးရွာတယ်ဆိုရင်တောင်မှမိုးရသည်လိုမျိုးနေလန်းကလာတဲ့ရွာခဲ့သေးတာဟုတ်။အဲ့တော့ဦးဇင်းတို့ကဆုံလာပြီဗုဒ္ဓနေဆိုတဲ့အတိုင်းပဲဘုရားရှင်ကိုရည်မှန်းအာယုံပြုပြီးတော့ ဘဝမှာအမှတ်ရစရာကုသိုလ်ကောင်းမှုတွေနဲ့ဟလာပြုလုပ်နိုင်ကြပြီးရောဒါနအထုတ်တိလအထုတ်ဘာဝနာအထုတ်တွေထောက်ယူနိုင်ပါစေလို့ဦးဇင်းနေတာတိုက်တွန်းပေးလိုက်ပါတယ်တိုက်တွန်းမြတ်တာပို့ပြီးတော့ပေးလိုက်ပါတယ်တန်တရာမှာခရီးသွားကြတဲ့ပုံကိုယ်တွေမှန်သမျှအရာတန်တရာခရီးမှာရိတ်ခါဖြစ်စေဖို့ရိတ်ခါတော့တဲ့အတီးအကျဆုံးလာပြင်းနေမှာထောက်ယူနိုင်ကြပါစေပို့ ာသနာတော်နှစ်သစ်ဖြစ်တဲ့အတွက်ကြောင့်မလို့နောက်လျှောက်လာတဲ့2569နှစ်လို့ဆိုရဲဗုဒ္ဓနှစ်တနှစ်ကိုလည်းပဲရဏသုံးပါးကိုမတုံမလုံယုံကြည်တတ်ဝင်ကိုယ်ွယ်နိုင်စွာရှိကြတဲ့အတ္တဆုံးကိုယ်ွယ်နိုင်ကြတဲ့ဘုရားဘာသာဝင်တော်စင်တဲ့အဖြစ်ရည်တည်နိုင်ကြပါစေ။သာသနာ့ပြည့်လုံငန်းတွေလည်းပဲဆောင်းသတ္တမံဆောင်ရွက်နိုင်ကြပါစေ။လောကအကျိုးသာသနာအကျိုး 내부 사연 안에 둘이 피자 와서